ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ခွေးပင်ခွေးပင်ကျွန်တော်အခေါ်တော့ခွေးပင်ပေါ့အမှန်တကယ်တော့မြက်ပင်နေပါအဲခွေးပင်ကဘာလို့ခွေးပင်လို့ခေါ်တာလဲဆိုတာသိအောင်လို့ပြပါမယ်အဲ့တော့ခွေးပင်လေးနှုတ်မယ် ဒီခွေးပင်နဲ့အဲကျွန်တော်တို့ခွေးရုပ်လို့မဆိုရင်အနည်းလေးအပင်ခွနှစ်ပင်လိုပါတယ်အဲ့တော့လှုပ်ကြည့်အောင်ခွေးရုပ်လို့ခွေးရုပ်လို့မယ်ဆိုတော့ခွေးပင်လေးတွေကိုချိုးမယ်ခွေးပင်လေးတွေဘာလုပ်မလဲချိုးမယ်ဒီလိုလေးတွေရပါပြီရပြီဆိုရင်ကျွန်တော်တို့ဒီအရွယ်တူပေါ့နော်ဒီအရွယ်အရွယ်တူတဲ့ခွေးပင်လေးနှစ်ပင်ကို ဒီလိုမျိုးလေးတော့မှာပေါ့နော်လုတ်ပြီးရင်ကျွန်တော်တို့ပတ်မယ်ဒီလိုပတ်ဒီလိုပတ်ပတ်လိုက်တယ်ပေါ့နော်ပတ်ပြီးရင်ဒီအပင်နှစ်ပင်ကြားထဲကိုကျွန်တော်တို့ဒီလိုမျိုးလေးညှက်လိုက်တယ်ဒီလိုမျိုးလေးညှက်တယ်ညှက်ပြီးတော့ကျွန်တော်တို့နောက်တစ်ပင်ကိုလည်းဒီလိုပဲပြန်ပတ်မယ်ပေါ့နော်ဒီလိုလေးပတ်တယ် ညက်ပြီးသွားရင်လည်းဒါကျွန်တော်တို့အပင်ဟိုဘက်အပင်နဲ့ဒီဘက်အပင်ဆွဲရမှာပေါ့နော်ပင်မျိုးလေးဆွဲလိုက်ရင်ဒါကိုယ်တယ်လေးတစ်ခုဖြစ်သွားပြီပေါ့ဒီလိုကိုလုံးလေးတစ်ခုပြီးသွားရင်နောက်တစ်ခုကျတော့နရွက်နဲ့ထားရမှာပေါ့နော်နရွက်နဲ့ထားရမယ်ဆိုတော့ကျွန်တော်တို့ဒီလိုပတ်မယ်ပတ်ပြီးလို့ရှိရင်ရှည်ရှည်လေးပေါ့နော်ဒီရှည်ရှည်လေးထုတ်ထားဒါမှသာသူကနရွက်ကလေးဖြစ်တာပေါ့နော်အဲတစ်ဖက်ကိုလည်းဒီတိုင်းပဲကျွန်တော်ပတ်မယ်ပတ်မယ်ပြီးရင် နေရကလေးထုတ်ထားတာပေါ့နော်အဲ့လက်ကောင်နေနေရကလေးထုတ်ထားမယ်ပြီးရင်ကျွန်တော်တို့ကလေးဆွဲလိုက်မယ်ခေါင်းရပါပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတစ်ဖက်ကိုဖြတ်လိုက်မယ်ပေါ့နော်ဖြတ်လိုက်ပြီးရင်ဒါကတော့ခေါင်းလေးပေါ့အဲ့ခေါင်းလေးကိုကျွန်တော်တို့ဒီမှာဒီဟာနဲ့ဆက်မယ်ပေါ့နော်ဆက်တော့ဘယ်လိုဆက်မလဲဆိုတော့ဒီလိုမျိုးလေးထိုးထည့်လိုက်ထိုးထည့်လိုက်လို့ရှိရင်ဒါကျွန်တော်တို့ဒီလိုလေးချိုး ်ချိုးလိုက်ချိုးလိုက်လို့ရှိရင် အကူလုံးလေးရအမီရတော့မခဲရင်ပါဘူးနည်းနည်းမြောက်ထားတာအမီရကျွန်တော်တို့ဒီမှာဒီထဲကနေထိုးထည့်လိုက်မယ်ထိုးထည့်လိုက်လို့ရှိရင်ဒါအမီလေးဖြစ်သွားပြီပေါ့ဒါကြောင့်ဒါကျွန်တော်တို့ငငယ်ရဆော့တဲ့ခွေးရုပ်ကလေးရပါပြီအဲကျွန်တော်ငငယ်ရဒီလိုမျိုးလေးတွေအရုပ်ကလေးတွေလုပ်ပြီးဆော့တာပေါ့နော်ဒါကြောင့်မလို့ဒီပင်လေးတွေကိုဒါကျွန်တော်တို့က ဒီပင်တွေဒါခွေးပင်လို့ခေါ်ပါတယ်အဲအယုတ်လုံးပုံလုံးကြီးကတော့ဒီလိုမျိုးလေးပါအာခွေးရုပ်လေးခွေးရုပ်လေးနေရာကလေးနေပါဘောနော်အခုဆိုရင်ဒါခွေးလေးနှစ်ကောင်နဲ့ကျွန်တော်နဲ့ပေါ့လေခွေးလေးနှစ်ကောင်ခွေးလေးနှစ်ကောင်အခုဆိုရင်ခွေးတစ်ကောင်ပေါ်ရပါတယ်အတွက်ခွေးတစ်ကောင်ပြုံးစီပြုံးစီဖြစ်နေပါတယ် ကျွန်တော်ရဲ့မိတ်ဆွေများလည်းအခုလိုခွေးပင်လေးတွေနဲ့ခွေးရုပ်လုပ်ပြီးစော်ဦးတယ်ဆိုလို့ရှိရင်ကိုမန်လေးတွေရေးပေးခဲ့ကြပါဦး။